ဗီဒီယိုပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့ career season မှာတော့ဒါဘိုရာဖိတ်ခေါ်ထားတဲ့အထူးဧည့်သည်ကဒါပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင် cosplayer တယောက်အနေနဲ့လည်းလောက်ကင်တယ် mobile legend မှာဆိုလို့ရှိရင်လည်း talent အဖြစ်နဲ့လည်းလောက်ကင်တယ်ပေါ့နော်ဒါအပြင်ဟိုမှာဒီလိုမျိုး cosplay ပွဲတွေမှာဆိုလို့ရှိရင် host အနေနဲ့လည်းလောက်ကင်တဲ့မြန်မာလေးကြာပြီးပွဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ ပထမဆုံးပေါ့နော်အာဒီ season လေးကို join ပေးရတော့လေကျေးဇူးများကြီးတင်ပါတယ်ညီမဟုတ်ကဲ့ပါရှင်ကြာပြူဆိုတာနာမည်အရင်လားအာညီမရဲ့နာမည်အရင်ကတော့အိမ်ကြာပြူပေါ့နော်ဒါပေမဲ့ဟိုကြာပြူကြာပြူဆိုပြီးတငယ်ချင်းတွေကပဲခေါ်ဝိုင်းနောက်ပိုင်းကျတော့အဲ့လိုကြာပြူလို့ပဲအဲ့လိုမျိုးအကုန်လုံးတိထားကြရပေါ့နော်နာမည်ကတော့အိမ်ကြာပြူပါအော်အသက်ဆိုရင်ဘယ်လောက်ရှိပါလဲဟာညီမအခုဆိုရင်အသက်21ပေါ့နော်ဒီဒါမဲ့ချုံဆိုရင်တော့22ပြည့်မှာပါအခုဒါအခုအသက်ကလည်းငငယ်လေးပဲရှိသေးရကွာဆိုတော့အဲ့လိုမျိုးဒီအသက်ငငယ်နေပေါ့နော် MC အဖြစ်နဲ့ဒီလိုမျိုးပွဲတွေမှာလောက်ကန်ရရဲ့ဒီတပွဲလုံးကို အာထိန်းထားဖို့အတွက်ပေါ့နော်အဲ့လိုကိုကဥဆောင်ရတဲ့မျိုးရှိရဲ့အဲ့ပုံမှာဒါ MC လုပ်ရတဲ့ feeling ဆိုလို့ရှိရင်ရောဘာလေးရှိမလဲအဲညီမက post နေနေတော့အရင်တော့မကြသေးဘူးပေါ့နော်ဒါပထမဆုံးနေနေဆိုလို့ရှိရင်အ community တွေကိုဆက်ဆောက်ဝင်ချင်း cosplay ပွဲတပွဲမှာလည်း host လုပ်ပွဲပေါ့နော်အဲ့တော့ဘာတွေ့ကြုံမှာမရှိဘူးညီမကအဲ့လို DMC တင်တဲ့နေပိုင်းလည်းမတက်ခဲ့ဘူးခက်ခဲရအများကြီးကြုံခဲ့ပေါ့ဆိုတော့ဒီ do out အများကြီးကိုကိုကအပေါ်မှာအဲ့လိုမျိုးနေနေရခံစားချက်ကအရင်ကြောက်ဖို့ကောင်းနေပေါ့နော်တော့ဟို အခုချိန်ထိဘယ်နှစ်ခါပဲပြည့်စင်မော်တက်တက်ကြောက်နေတော့မှာပေါ့ဒါမဲ့လေအဲ့ဒါကိုလို့ပေါ့ handle လုပ်ရင်းနေပဲဒါကြောဖြတ်သွားရတာပဲဒါမဲ့အခုချိန်ထိတော့ဒါပြည့်စုံလေးရတော့မရှိဘူးလိုအပ်ချက်တွေအများကြီးပဲပေါ့နော်ဒါမဲ့ပြည့်ချင်းတော့တင်ယူပြီးတော့လို့ပို့ပြီးတော့ကောင်းအောင်လို့စူးစမ်းနေပါဘူးလွဲခဲ့တာမျိုးတွေရရှိလားအရှိရပါပေါ့အရင်ရှိခဲ့ရတယ်ပေါ့နော်ဒါမဲ့လေဟိုဒီကိုယ်အရင်ကြီးတော့မပြောခဲ့ကြဘူးပေါ့နော်အစဲခံခဲ့ရတဲ့အဖြစ်တွေလည်းအများကြီးပဲပေါ့နော်အမှတ်တရအများကြီးပေါ့အဲ့တော့အဲ့တော့ဆိုလို့ရှိရင်ကောအရင်ကိုကြောက်ပြီးတော့ဘယ်တော့မှထပ်ပြီးမလုပ်ချင်ခဲ့ဘူးပေါ့နော်ဒါမဲ့လေအဲ့တယောက်တည်းကိုကြောဖြတ်ပြီးတော့အော်ဖြစ်ဖြစ်ချင်းအစ 对哇。 လို့ cosplayer ဆိုတဲ့စကားလုံးကဘဝမှာပထမဆုံးကြားဖို့တဲ့အခိုက်အတန့်ဆိုရင်ဘယ်ချိန်ဖြစ်မလဲအဲ့တော့ cosplay ကိုဘယ်မှာစတင်ရလဲဆိုလို့ရှိရင်ညီမတို့ဒီ covid တွေဖြစ်တော့ဘောနော်အရင်အဲ့တော့အเจ้าနေကုန်းပိတ်ပြီးအရင်အားရနေရပါဘောနော်အဲ့တော့ညီမကမှ enemy တွေစကြည့်ဖြစ်ခဲ့ပေါ့နော်ဒီမှာအရင်ကြိုက်ပြီးဆွဆွဲလန်းလန်းဘောနော်နေရောညောင်နေရောညောင်အရင်လည်းအားနေ enemy တွေတောက်လျှောက်ကြည့်ရပေါ့နော်အဲ့မှာ cosplay ကိုစတင်ခဲ့ပေါ့နော်ဒီ enemy character တွေကို cosplay လုပ်ထားတဲ့ cosplayer တွေမြင်ခဲ့ရအဲ့မှာအော်အရင်မိုက်တာပဲဆိုပြီးတွေးမိပေါ့နော်ဒါပေမဲ့အဲ့တော့ကတော့ cosplay လုပ်မယ်လို့တော့မတွေးဘူးပေါ့နော်အဲ့တော့ဒီ covid ကာလမှာ စပြီးရင်းနှီးရလို့ပဲပြောရလိမ့်မယ်။အဲဆိုလို့ရှိရင်ညီမလေးကဒါ cosplayer တယောက်ဖြစ်ဖို့အတွက်ပေါ့နော်ဒါဘလို့တွေစူးစမ်းခဲ့ရလဲအဲ့လိုဘလို့ဖြတ်တန်းခဲ့ရမျိုးတွေရှိလဲ။ အဲကြိုးစားခဲ့ရလို့ပြောရမယ်ဆိုဒီ cosplayer တယောက်ဖြစ်တယ်ဆိုတဲ့ကဒီ cosplay ကိုအရင်ဝါသနာထုံလို့ပေါ့နော်အဲ့တော့ဒီ cosplay ဆိုတာကလေဒီ character အတိုင်းကိုမှဒီတပုံစံနဲ့တူအောင်လိုက်ပြီးတော့ဝတ်ကြပေါ့နော်ဒီ spin 2 ray ဒီ costume နဲ့ cosplay ရဲ့အခြေခံကြားရဲ့ဒီ makeup တွေပေါ့နော်အကုန်လုံးလေးလာရတယ်အဲ့တော့ခဏလေးနေတော့တက်သွားခဲ့ရတော့မဟုတ်ဘူးပေါ့နော်ညီမလေးဒီ makeup တွေပါဆိုအကြိုက်လို့လေးလာခဲ့ရတယ်ဒါပေမဲ့အခုချိန်ကြီးအောင်မှဒါအရင်ကောင်းနေသေးရမဟုတ်ပေါ့နော်နောက်တစ်ခုကအဲ့လိုဒီ cosplay ပြိုင်ပွဲတွေပါရှိပြီဆိုလို့ရှိရင်တပတ်လောက်နေရကြိုးပြီးတော့အများကြီးပြင်ဆင်လာတာ အပင်မလဲတော်တော်လေးကိုခံနိုင်မရဘူးနော်အဲ့ဒါဒါပေမဲ့အဲ့လိုပျော်နေတော့မသိဘူးအိမ်ရောက်မှတာဘိုင်းကနေလေးရောပါဘောနော်အဲ့တော့ဒီ cosplay လုပ်ရင်းနဲ့ကြောက်ခက်ခဲရအခက်ခဲဆိုလို့ရှိရင်ထပ်ပြီးတော့အဲ့လိုလူတွေဝေဖန်တာပေါ့နော်ရင်းတော့ကဒီ cosplay ကိုဒီလူကြီးတွေတော်တော်များများအဲ့လိုလက်မခံကြဘူးပေါ့နော်ပြောမယ်ဆိုဒါယူတာရောအဲ့လိုမြင်မှာစော့နေလို့ပဲထင်တာ အပေါ်လို့တည်လောက်တာရောယူရောအေရအမေအားစားအလိုမျိုးမကြိုက်ခဲ့ဘူးပေါ့နော် public area မှာသွားလို့ရှိရင်လူလူတွေကအလိုမျိုးစောင်းထိုးကြည့်ရောအဲ့လိုမျိုးအဝေဖန်တာရောအဲ့လိုမျိုးရှိခဲ့ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတော့တိတ်ပြီးရောအဲ့လိုမျိုးမရှိတော့ဘူးဒီလို cosplay ပွဲတွေကအရင်များလာတယ်များလာတဲ့အခါမှာကျတော့ဒီလူတွေရဲ့အမြင်ကလည်းအင်အားတက်ဆိုင်ပြောင်းလဲသွားပြီးဒီ cosplay ကိုလက်ခံလာကြတယ်ပြီးတော့သူတို့ကိုယ်တိုင်လည်းသဘောကျလာတာကိုမြင်တွေ့ရပါတယ်ပေါ့နော်အင်အားအခုလက်ခံသွားပြီလားအဲ့လက်ခံတယ်ဘာလို့ဆိုမနိုင်လို့ ခုဆိုဟိုနေ့ရဆိုရှင်လည်းမမေးဆို ပေါ့နော်မနက်ထဲကလိုက်လာပြောတာတနေ့ကုန်တူတူအာညီမ host လုပ်တဲ့ပွဲမှာတောက်လျှောက်ရှိနေခဲ့ပြရပေါ့နော်ခုဆိုသူကိုယ်တိုင်မှလိုက်ပြီး sporting လုပ်ဝေးနေမမေးပါဝါသနာပါဝိုင်းမမေးနဲ့ cosplay တခုလောက်လုပ်လိုက်လေရိုက်ရိုက် cosplay ရတယ်မှာဆိုလို့ရှိရင်မလေး idol တွေတော့ရှိမှာပါဆိုတော့မြန်မာနိုင်ငံမှာကြိုက်တဲ့သူပဲဖြစ် international မှာကိုယ်သဘောကျတဲ့သူပဲဖြစ်ပေါ့ဘယ်သူတွေရှိမလဲ အဲမြန်မာတွေမှာတော့အများကြီးပဲပေါ့နော်အဲ့လိုအကုန်လုံးကကောင်းနေအဲ့လိုမျိုးသဘောကျရဲ့ cosplay အများကြီးပဲအဲ့တော့ရွေးရတော့ခက်တယ်ပေါ့နော်ဒါရေချောင်းမှာဆိုလို့ရှိရင်တော့ညီမဟက်ခန် cosplay ရောတော်တော်လေးသဘောကျရဲ့ပေါ့နော်အဲ့ဒါဒါဆိုအကြိုက်ဆုံး anime character ဆိုလို့ရှိရင်ရောအဲ့ဒါဆိုရင်တော့တထောင်တညာပုံမြင်ဖြစ်တော့လေးပဲရွေးရအရင်ခက်တယ်မရွေးတော့ skip လို့ရမှာ အော်ဟိုအခုညီမဝတ်ထားတဲ့ character တော့မမိတ်ဆက်ရသေးဘူးဆိုတော့သူ့ကိုပဲရွေးလိုက်တော့ပဲပေါ့နော်ဒါကတော့ anime character တော့မဟုတ်ဘူးနော်ဒါ resistant evil ဆိုရဲ့ game နဲ့ eraon ဆိုရဲ့ဒီ character ပေါ့နော်ဟုတ်ညီမလည်းအဲ့လို cosplay လုပ်လို့ရှင်လေမျက်မှန်လေးတက်တာကိုသတိထားမိရကွာဆိုတော့မျက်မှန်ကအများရန်ဘာဖြစ်လို့အဲ့လိုမျိုးတက်ဖြစ်တာလဲ အာမျက်မှန်ကညီမကြောက်ဒီမျက်မှန်နဲ့ပို့ပြီးတော့ comfort ဖြစ်လို့ပေါ့နော်ညီမအခုဆိုလို့ရှိရင်ဒါ power မျက်မှန်တက်ထားပြီးအောက်မှာကြာ power ဘာမျက်ကပ်မှန်တော့တက်တယ်ပေါ့နော်အာပုံမှန်အားဖြင့်ဆိုလို့ရှိရင်တချို့ cosplayer ဆိုလို့ရှိရင်ဒီ power မျက်ကပ်မှန်နဲ့တက်ပြီးတော့ cosplay ကြာညီမကြောက်တော့အဲ့လိုမျိုး infection with my ဘာကြီးကြောက်တာကြီးဘာကြီးရောပေါ့နော်အဲ့တော့မျက်မှန်နဲ့ကိုင်းနဲ့ကလည်းပို့ပြီးတော့ကိုလို comfort ဖြစ်တော့အမြင်နဲ့မျက်မှန်ပဲတက်ဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုဒါပေမဲ့နောက်ပိုင်းတော့အဲ့လို power makeup မှန်လေးစံတက်ကြည့်ပြီးတော့စူးစမ်းနေပါလေအကြောက်ပြေသွားတယ်ပေါ့အခုအညီမလေးမှာဆိုလို့ရှင်လေဒါ Jamie Sphere ဆိုပြီးတော့ဒါ page လေးရှိရပေါ့နော်ဆိုတော့အဲ့ page လေးမှာဆိုလို့ရှင်ရောဘလို content မျိုးကြီးတင်လာလဲအဲညီမကအဲ့ page မှာတော့ဟိုပေါ့ဒီ mobile legend တင်လာတယ်လို့တော့အဲ့ရ လို့ post တွေကိုတင်ပြတယ်ပေါ့နော်အထူးသဖြင့်ညီမတို့ဒီအရင်ကဆိုညီမ Sky Night မှာလေပွဲတွေလုပ်တော့အဲ့ရနေပြီးတော့ပေါ့နော်ဒီ Thai Life Cross Pro တွေဆိုတော့ဒီပြည်တွင်းက local tournament တွေအကြောင်းတော့မဟုတ်ဒီလိုမျိုးတောက်လျှောက် live တွေတော့တက်တယ်ပေါ့နော်အဲ့တော့ game နဲ့ဆိုင်တဲ့ ဒီ post တွေတော့ပဲအများဆုံးတက်တယ်ပေါ့တော့ဒါပေမဲ့ညီမအခုနောက်ပိုင်းဒီ page ကိုနားထားရပေါ့တော့နားပြီးတော့ဒီတခြားဒီ personal ကိစ္စလေး iron site နေရောဒါ page မှာအရင်တော့ active တော့မဖြစ်ဘူးပေါ့နော်ဒါအများသောအားဖြင့်ဒီ gaming content တွေဒီတခါလေညီမပုံလေးတင်နေပေါ့နော်အဲဆိုလို့ရှိရင်ဒါ streamer လည်းလုပ်ခဲ့ဘူးလားပေါ့ဟုတ်လုပ်ခဲ့ဘူးရယ်ဆက်ပြီးတော့လုပ်ဖို့ရှိလားဟုတ်ရှိရေပေါ့နော်ပြင်ပြီးတော့ stream လို့ရှိပါတယ် Mobile Legend ဒါ talent လည်းဖြစ်တယ်ဆို Mobile Legend မှာအကြိုက်ဆုံး hero ပေါ့ hero ဆိုလို့ရှိရင်သူဖြစ်အာညီမက ကကူရာကိုအကြိုက်ဆုံးပဲပေါ့နော်ပွဲပွဲရီဆော့လာလေအကကူရာပွဲရီတစ်ထောင်ကျော်ပြီပေါ့နော်တစ်ထောင်ကျော်ပြီဆိုတော့ကကူရာရောအကြိုက်ဆုံး favorite hero ပါအဲ့ဆိုလို့ရှင်ဒါ game stream ခဲ့ရဘူးဆိုတော့ပေါ့နော်အဲ့လို game stream မှာတယောက်အနေနဲ့ရောအဲ့လိုကြုံရတဲ့ခက်ခဲမျိုးတွေရောရှိလားအာရှိတယ်ပေါ့နော် game stream မှာတယောက်နေနေရတော့အများကြီးကြုံခဲ့ရတယ်ခက်ခဲပြီပေါ့နော်ဘာလို့လဲဆိုတော့ဒီစစချင်း ညီမတို့ဒီ community ရဲ့ဝင်နေဒီ stream နဲ့အချိန်မှာအခက်ခဲကြုံတွေ့ရဒီ viewer မရှိရအခက်ခဲပေါ့နော်ဒီ viewer မရှိဘဲနဲ့ကိုတယောက်တည်းဒီ stream နေရတဲ့လိုမျိုးခံစားချက်တွေလည်းရှိခဲ့နောက်ပြီးတော့အဲ့လိုမျိုးပေါ့ဒီဝေဖန်တဲ့စကားတွေပေါ့နော်အဲ့ဒါကြီးလည်းအများကြီးရှိခဲ့ပေါ့နော်ဒါပေမဲ့လေအဆင်ပြေသွားပါဖြစ်ဖြစ်ချင်းနဲ့အဆင်ပြေသွားမှာပေါ့နော်အဲ့တော့ခုမှ star streamer ဆောက်လုပ်တဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်လည်းအဲ့လိုခက်ခဲယူဆိုစိတ်မညစ်ဖို့ပေါ့နော်ဒါအဆင်ပြေသွားလိမ့်မယ်ဖြစ်ဖြစ်ချင်းဒါပုံမှန်လေးဒါလှုပ်သွားရသွားလိမ့်မယ်အချိန်တိုင်အဲ့လိုမျိုးပါ ခုကကိုကလူငယ်တယောက်လည်းဖြစ်တဲ့တာခုကကိုပိုင်ဝင်ဝင်နေတာရက်တီနေရဲ့လူငယ်တယောက်လည်းဖြစ်တာဆိုတော့ cosplay ဝတ်စုံကြီးอ่ะအမကြားဘူးလားဈေးတွေများတယ်တင်မှာချိုးဝါးကြီးကြတယ်အဲ့လိုဈေးကြီးရမျိုးရှိတာဆိုတော့ဒီငွေကြေးပိုင်းမှာရောအဲ့လိုမျိုး struggle လုပ်ရတာမျိုးရှိလားအာအမောเนาะကိုအခုဒီ cosplay လုပ်တာကဒီခုနောက်ပိုင်းမှာ clip ပုံများလာပြီပေါ့เนาะအဲ့တော့ clip အနေနဲ့อ่ะတည့်ရတိုင်းမဟုတ်ဘူးလောက်ပဲရှိရတော့အဲ့တော့တကယ်ဟို cosplay လုပ်တယ်ဆိုတာလေအရင်ပတ်စံကုန်ပါလေ ဘာသာနာလေးတော်တော်ထုံမရသလိုပတ်စံလည်းရမ်းကုန်တယ်ပြီးတော့လူလည်းပင်ပန်းနေပေါ့နော်အဲ့တော့ညီမဆိုလည်းလိုမဟုတ်ဘူးလေးစူ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 းမဆားရမတော့ရလေးစူးရောလို့မျိုးဝယ်ခဲ့ရတယ်နောက်ပေါ်လို့ရှိရင်သူကအခုမှလည်းအခုမရအောင်လို့တလားနှစ်လားအဲ့လိုမျိုးတရုတ်ကမှာပြီးတော့အကြာကြီးဆောင်ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးစူးပြီးတော့မှအကိုလိုချင်တဲ့ဟာဝယ်အဲ့လိုမျိုးအဲ့လိုမျိုးရှိပါတယ်ဟုတ်ကဲ့ပါညီမလေးကဒီကိုယ်တိုင်ရဲ့လူငယ်တယောက်ဖြစ်တယ်ဆိုတော့ဒီလိုမျိုး cosplay ကိုစိတ်ဝင်စားတဲ့လူငယ်တွေကိုယ့်မဟုတ်ဘူးလေးနဲ့အဲ့လိုမျိုးစူးပြီးတော့ပေါ့နော်ဒီလိုမျိုး cosplay လုပ်ချင်ကြတဲ့လူငယ်တွေအတွက်ကောဒါဘာဘယ်လိုမျိုးလေးများအကြံပေးခြင်းလဲဘယ်လိုဘာလေး ေးပြောကြရအောင်ခုမှပေါ့နော်ဒီ cosplay ကိုစိတ်ဝင်စားတဲ့လူငယ်အနေနဲ့ဆိုလို့ရှိရင်လည်းဒါလုံးဝကြိုးစားပါတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ cosplay ဆိုတာမျိုးကဒီတော်တော်လေးဥမာလဲဒါအကုန်ကြများတယ်ပေါ့နော်ဒါပေမဲ့လည်းဒီကိုတက်နိုင်သလောက်လေးနဲ့ကိုစိတ်ဝင်စားဝါသနာပါလေးကိုလုပ်နေရလို့ရှိရင်အကုန်လုံးကပျော်တာပဲလေနောက်ပြီးတော့ဒီလိုမျိုးဒီ beginner နေပြီးတော့ဖြည်းဖြည်းချင်းဖြည်းချင်း professional အဆင့်ထိရောက်သွားလို့ရှိရင်လည်းဒါဝင်ငွေဝင်နိုင်တဲ့လမ်းကြောင်းနေလည်းရှိရဲပေါ့နော်အဲ့တော့ဒါကိုဝါသနာပါတယ်ဆိုလို့ရှိရင်တော့လုပ်ပါဘာသူပြောပြောခယူမဆိုင်နေပေါ့နော်ကိုဝါသနာပါတာဖြစ်တဲ့အတွက်ကြောင့်မလုပ်နိုင်ဘူး johnny ni vale pero ဒါဝဲခံပါဟုတ်ကဲ့ပါဒါဒီနေ့စီစဉ်လေးကိုဒါဝင်ပြီးတော့เนาะဖြည့်ချပေးရညီမလေးလေးကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်ဒါဖြည့် TV ဒီမှာဒါအမားလေးရှိသွားခဲ့လို့ရှင်လေခွန်းလို့ပါလို့ဟုတ်ကဲ့ပါ worry career season လေးကနေပြီးဒါနှုတ်ဆက်မယ်ချိန်ဖြစ်ပါတယ်အဲနောက်ထပ်အလဲပေါ့နော်ဘလိုမျိုးဒါကိုယ့်ရဲ့နေပယ်မှာကျွမ်းကျင်တဲ့ပညာရှင်တွေပြီးသွားလို့ရှိရင် celebrity တွေအဲချစ်ကြကောင်းတဲ့ကောင်းကင်လေးတွေကိုလည်းဒါထပ်ပြီးတော့ခေါ်ပြီးတော့ပေါ့နော်အဲ့လို interview season လေးလောက်သွားဖို့လည်းရှိပါတယ်ဆိုတော့အဲ video ရဲ့ career season လေးကိုဆက်ဆက်စောင့်ကြည့်ပေးကြပါအောင်ရ